မထင်မှန်ဖြစ်နေဒုတိယရင်းမှာပြန်ပြဲတုံ့ပြန်ပုံတွေကြောင့်2မိနစ်လောက်တည်းမှာနှစ်ဂိုးပေးလိုက်ရတယ်အမှန်တိုင်းပြောဒီလိုအသင်းဒီလိုအခြေအနေမျိုးကအသင်းအသင်းရဲ့ယုံကြည်မှုအများကြီးထိခိုက်သွားစေတယ်ဒါပေမဲ့ပြန်လာနိုင်ခဲ့တယ်အမေတော်တော်ကောင်းတဲ့အဆင်မြင့်တဲ့ဂိုးနဲ့ပြန်လာနိုင်ခဲ့ဆိုတော့ ကျွန်တော်တို့ The Sports Corner ကိုကြည့်ပေးနေကြအညီကောင်တော်များအားလုံးပဲမင်္ဂလာပါလို့ဥစားထားမှာကာရာဘီယံနှုတ်ဆက်သားလိုက်ရပါတယ်ကျွန်တော်တို့ဒါ review season ဖြစ်ပါတယ်ပွဲပြီး30ချက်ကိုပထမဆုံးအနေနဲ့ဒါတင်ဆက်ပေးခြင်းနဲ့ပွဲကတော့ Nottingham Forest နဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကိုကျွန်တော်တို့ကိုချင်းကြီးကအတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါကိုနေနိုင်တူတူတည်ကြသွားရပါတော့ဟုတ်ကဲ့ပုံမှန်ဆိုရင်တော့လွန်ခဲ့တဲ့3လလဆို United ကဒါတစ်ဖက်သင်းရဲ့ဥဆောင်မှုကိုပြန်လာဖို့မလွယ်ကူဘူးလို့ပြောရမယ့်အခြေအနေရှိတယ်ဒါပေမဲ့ဒီ ခြေနေမှာတော့သူတို့အဲ့ပုံစံမဟုတ်တော့ဘူးဟုတ်ကဲ့တေရလက်ကန်နိုင်ခဲ့တယ်နောက်ပြီးတော့ပွဲပြီးကန်ဒီမှာအနိုင်ကိုရလောက်တဲ့ chance ဖြန်တီးနိုင်ခဲ့တယ်ဆိုတော့ United တေကြားခဲ့တယ်ဆိုပေမဲ့လည်းအရင်ညံ့ခဲ့လို့ကျွန်တော်တို့မထင်ဘူးပုံစံကောင်းလေးမှာတော့ရှိနေလို့ပဲအဲ့တော့ဒီပွဲမှာကျွန်တော်တို့ပွဲအမြင်လေးပေါ့နော်အာ United နဲ့ပဲအရင်စပြီးတော့ပြောပြပါအောင်မှန်ပါတယ်အဲ့တော့ကိုနာပြောသလိုပဲ United ကဒီနောက်ဆုံး6ပွဲလောက်မှာဒါတပွဲလောက်ပဲရှုံးထားတဲ့ခြေစွမ်းကတော့အထင်ကြီးဖို့ကောင်းတယ်ဟုတ်ကဲ့ ယုံကြည်မှုတွေကောင်းလာတယ်စိတ်တပိုင်းမာကျော်လာတယ်ပြီးတော့ဒင်းလုံးရဲ့ collective word တွေအလုံးလုံးပုံတွေပို့ပြီးတိုးတက်လာတယ်ခံစက်ကွင်းလေတိုက်စက်နေရာဆောင်မှာကျွန်တော်တိုးတက်မှုတွေမြင်ရတယ်ဟုတ်ကဲ့ကျွန်တော်ပြီးခဲ့တဲ့သုံးပွဲဆက်နိုင်ထားတဲ့အချိန်လေး momentum လေးကိုလည်းဒီဘွဲမှာတွေ့ရတယ်အရင်ကြီးကောင်းတဲ့တာထွက်မဟုတ်ခဲ့ဘူးဒါတောင်မှလိုအပ်နေတဲ့အချိန်မှာအနိုင်ကိုသွင်းနိုင်ခဲ့တယ်ပြီးတော့မထင်မှတ်ဘဲနဲ့ဒုတိယရဲမှာပြန်ပြဲတုံ့ပြန်ပုံတွေကြောင့် 2မိနစ်လောက်တည်းမှာနှစ်ဂိုးပေးလိုက်ရတယ်အမှန်တိုင်းပြောဒီလိုအသင်းဒီလိုအခြေအနေမျိုးကအသင်းအသင်းရဲ့ယုံကြည်မှုအများကြီးထိခိုက်သွားစေတယ်ဒါပေမဲ့ပြန်လာနိုင်ခဲ့တယ်အမေတော်တော်ကောင်းတဲ့အဆင့်မြင့်တဲ့ဂိုးနဲ့ပြန်လာနိုင်ခဲ့ဆိုတော့တေးရတမှတ်ရခဲ့တယ်ဆိုပေမဲ့နိုင်ပွဲ3ပွဲဆက်နိုင်ပွဲတွေရက်သွားခဲ့တယ်ဆိုပေမဲ့နိုင်မယ်ဆိုနိုင်လို့ရတဲ့ခြေစွမ်းမျိုးကို United ပြနိုင်ခဲ့လို့ထင်တယ်။ဒါပြိုင်မဲ့ဂိုးသမားလက်စွမ်းပြခဲ့ရလည်းရှိခဲ့တယ်။နောက်ဆုံးမိနစ်မှာဆိုရင်အာမဲရဲ့ဒီကန်ချက်ဂိုးသွားခဲ့မယ်ဆိုရင်ပွဲကလုံးဝအပြောင်းလဲဖြစ်သွားမှာ။ဒါပေမဲ့ မနိုင်သွားခဲ့သည့်တိုင်အောင်ဒီလိုဝေးခွင်ခက်ခဲတဲ့ပွဲမှာဒီဒီတမတ်ကိုယူပြနိုင်ခဲ့တဲ့ fighting spirit တွေမြင်ရတယ်တုံ့ပြန်မှုတွေမြင်ရတယ်ဘာဖြစ် United shootout ကနေကြည့်မယ်ဆိုရင်တော့ဒါအမိုရင်းနဲ့ United အတွက်တော်တော်လေးအပြုသဘောဆောင်ပါတယ်ကျွန်တော်ရမှတ်၃မှတ်ပြည့်တော့ logic ပြည်သက်တွေမြင်နေတယ်လို့အနိုင်၃မှတ်ကိုတော့မမြင်ခဲ့ရဘူး၄ပွဲဆက်နိုင်ပွဲကိုတော့ပုံမဖော်နိုင်ခဲ့ဘူးဒါပေမဲ့ United မှာဆက်ပြီးတော့တိုးတက်နေသေးဆိုတော့ဒါအခြေအနေမျိုးလေးတွေမြင်ရတယ်အသင်းကပို့ပြီးတည်ငြိမ်လာတယ်အမိုရင်းပြောနေတဲ့ ူရဲ့ကစားကွက်နဲ့အသင်းကပို့ပြီးအသားကျလာပြီဆိုတာသကလုံးနေမဟုတ်တော့တကယ်လက်တွေ့မှာလဲကျွန်တော်မြင်လာပြီပြီးတော့နောက်တစ်ခုခံစားမိတာကလွန်ခဲ့တဲ့ဒီ၄၅၆ပွဲလောက်မတိုင်ခင်အထိမိုရင်းနဲ့ယူနိုက်တက်ရက်လက်ဆိုးနေတဲ့အချိန်မှာတောက်လျှောက်ကျွန်တော်တို့ကိုယ်တိုင်ရောတကဘာလုံးကထောက်ပြနေတယ်ဒီ3 back formation ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကစားကွက်နီးပြူတာတစ်ခုကအလုံးမဖြစ်တဲ့ရက်လက်မကောင်းတဲ့အချိန်မှာတော့ဒီကစားကွက်နဲ့အဆင်မပြေဘူးကစားကွက်အပြောင်းလဲလှုပ်ဖို့အားလုံးက wind down ဆိုတဲ့အမိုရင်းရဲ့ဓာတ်ကိုပုတ်ရမင်းကြီးလာပြောပြောင်းခိုင်းရင်တော့မပြောင်းနိုင်ဘူးသူကလည်းခေါင်းပါတယ် ဒါပေမဲ့အဆင်ပြေသွားပြီဆိုတဲ့အချိန်တွေမှာကစားသမားတွေယုံကြည်မှုရသွားပြီတဲလို့ရသွားပြီကစားကွက်မိသွားပြီဆိုတဲ့အချိန်တွေမှာဘယ်ကစားကွက်နဲ့ကစားနေရဆိုတာကြီးကအရင်အရင်မကြီးနေတော့ဘူးဥပမာ3ဘက်နဲ့ကစားနေရလား4ဘက်နဲ့ကစားနေရလားဒါအရင်မကြီးတော့ကစားသမားတွေရဲ့ကွင်းတွေမှာနေရာယူပုံတွေရွေ့ရှားပုံတွေတယောက်တစ်ယောက်ချိတ်ဆက်ပုံတွေအလုပ်လုပ်ပုံတွေကအများကြီးအဆင်ပြေလာတဲ့အချိန်မှာဟို3ဘက်ကိုပဲဟန်ချက်ညီအောင်ကစားသွားတယ်အဓိကဟန်ချက်ပါပဲအဲအသေးလိုက်ဟန်ချက်ညီသွားတဲ့အချိန်မှာ 3 bet ဆိုတော့ကြီးကလည်းပြဿနာဖြစ်မနေတော့ဒီချိန်မှာ4 bet ဆိုတော့လည်းပြဿနာဖြစ်ပြိသက်တွေကခေါင်းထဲမှာအဲ့ဒီအရာကြီးကအရေးကြီးတဲ့အရာကြီးဖြစ်မနေတော့ဘူးဆိုတော့ဒါကတော့အမိုးရင်ကျွန်တော်တို့အလုံးနဲ့တက်တင်ပြသွားတယ်လို့ပဲခံစားမိတယ်ဟုတ်ကဲ့နောက်ပြီး high ဆရာအချက်လေးတစ်ခုထပ်ရှိတာပေါ့နော်ယူနိုက်တက်ကကျွန်တော်လီဗာပူးကို unfree မှာမနိုင်တာ10ဆုနှစ်တစ်ခုလောက်ရှိခဲ့ပြီပေါ့နော်အဲ့ဒါကိုအနိုင်ကန်သွားနိုင်ခဲ့တယ်ပြီးခဲ့တဲ့ဘက်ကလည်း Brighton လို့အသင်းကိုတို့နောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတယ်အဲ့လိုအသင်းကိုလည်းအနိုင်ကန်သွားခဲ့တယ်နောက်တင် Forest ကိုမနိုင်တာနောက်ဆုံး3ပွဲဆက်တိုက်ရှိပြီဟုတ်ကဲ့ဒါ စီတီဂရောင်းမှာဆိုရင်နှစ်နှစ်ဆက်တိုက်ရှိပြီပေါ့နော်ပြီးခဲ့နှစ်ရာသီလုံးရှုံးတာအဲ့နှစ်ရာသီလုံးရှုံးထားတဲ့ဟာကိုလည်းအခု bounce back လုပ်ပြီးတော့ဘာဖြစ်ဖြစ်မနိုင်တောင်မှအစည်းကန်နိုင်ခဲ့တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါ progressive ပဲအပေါင်းလက္ခဏာဆောင်တဲ့လက္ခဏာတွေကိုကျွန်တော်တို့တွေ့ခဲ့ရတာပေါ့နော်အထူးဖြစ်ရည်တဲ့အသိရဲ့ဒီနေ့မှာကစားသွားတဲ့ပုံစံကဒုတိယပိုင်းအစမှာအလင်းငိုက်မိသွားတယ်လို့ကျွန်တော်ထင်တယ်တစ်ချက်ဟုတ်တယ်တစ်ချက်လေးပြားသီလားဟိုတစ်ဖက်ကဂိုးရသွားတယ်အားတက်သွားတယ်အဲ့ moment လေးအဲ့ moment လေးက2မိနစ်ပဲရှိတယ်အဲ့အချိန်လေးကဒီအရက်နှမျိုးဖို့ကောင်းသွားတာပေါ့နော်အမော်ရင်လည်းပြောတယ် ဒီမိနစ်ပိုင်းခြားတွေမှာဒါပေမဲ့သူတို့ပြန်လာနိုင်ခဲ့တယ်အကောင်လုံးပုံစံရခဲ့တယ်ကျွန်တော်ကတော့ဒါကတော့ဟို positive vibe ပဲရတယ်ကောင်းမွန်တဲ့အခြေအနေတွေရှိနေသေးပဲနောက်ပွဲတွေမှာ United ကိုကျွန်တော်စောင့်ကြည့်ရမှာတေချာရဲပေါ့နော်အဲ့တော့ကွန်းလယ်မှာလည်းကာစီမီရိုခြေစွမ်းပြန်ပြလာနိုင်တယ်တိုက်စစ်မှာလည်းအန်ဘူမိုတို့ကောင်းလာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်လေးမှာတော့ကုညာတို့ဆက်စကိုတို့လူစားမလဲခဲ့တာနည်းနည်းအားမရဘူးအဲ့တော့ဒီဘောမှာအသင်းလိုက် formation ပုံစံမှာကိုရှင်ကြီးအမြင်လေးရောဘယ်လိုရှိလဲပေါ့လက်ရှိဟန်ချက်ညီတဲ့အသင်းကိုအပြောင်းလဲမလုပ်တော့ဘူးလေကျွန်တော်ကတော့ ဟိုသဘောကျတယ်ဟုတ်ကဲ့မလို့အဲ့ရင်ပြောင်းဖို့မလို့ဟိုမပြောင်းသင့်ဘူးဗျာဒီခါလေးကျတော့တချို့နီးပြတွေကလို့လို့မလို့လို့ပွဲတိုင်းမှာသူ့ရဲ့ first line ကိုချိန်နေတယ်ကျွန်တော်ကျွန်တော်အနာရှိမှဆေးထဲဖို့လိုတာဟုတ်ကဲ့အနာမရှိဘဲနဲ့ဆေးတွေရှောက်ထဲနေတာကတလွဲတည်းပဲဟုတ်ကဲ့အဲ့တော့လက်ရှိဖောင်ကောင်းနေတယ်ယုံကြည်မှုကောင်းနေတယ်ကျွန်တော်ပြောလို့ quality work တွေကောင်းနေတယ်အသင်းလိုက်ချိတ်ဆက်နားလည်မှုတွေအားကောင်းလာတယ်ဒီအသင်းကိုမလွယ်ဖက်နဲ့အပြောင်းလဲမလုပ်ဘူးပြီးတော့အမိုရင်ကနောက်ပိုင်းမှာသူ့ရဲ့ decision making တွေက ပွဲ game plan လူစားလဲမှုနေတော်တော်လေးအလုပ်ဖြစ်လာတယ်။ဟိုကျွန်တော်တို့က Liverpool နဲ့ Brighton နဲ့ပွဲကိုပဲကြည့်။ Liverpool နဲ့ပွဲမှာကိုညောင်အထောင်ထဲဆုံးမှာသုံးတယ်။ Mason Mount လို့ pressing ကောင်းတဲ့ကစားမှာသုံးတယ်။အထောင်ဒီ Sesco ရဲ့အရမောင်းအာသာချက် area jewelry အာမတာနာနဲ့ပွဲမှာ Sesco ရဲ့အားကိုမယူဘူး။ဟုတ်ကဲ့ Brighton နဲ့ပွဲမှာကျွန်တော် Sesco ကိုပြန်သုံးတယ်။ပြောချင်တာကသူလိုအပ်ရန်အပြောင်းလဲလုပ်တယ်။ဒါ tactical change ပဲ။တကယ်လည်းထိရောက်တယ်။တကယ်လည်း impact တွေလည်းမြင်ရ။ဒီပွဲမှာသူနီးပြူရတဲ့ဒီလက်ရှိပုံစံတိုင်းဆက်သွားရင်အဆင်ပြေလောက်တယ်လို့ယူဆပြီးဆက်သွားရတယ်။အဆင်ပြေတယ်။ တိုက်စစ်ပိုင်းမှာကိုရနာပြောလို့အမ်ဘူမိုရှုံးအားကောင်းနေတဲ့ကိုညာနဲ့ဆက်စကိုတို့မှာတော့နည်းနည်းလေးတော့ဒီပွဲစားချိန်နောက်ပိုင်းတွေမှာကစားရော့သွားတာမျိုးကျသွားတာမျိုးမြင်ရတယ်ဒီအတွက် United မှာအဖြေတော့ကျွန်တော် တွေ့ပြီးတော့ဒါအမိုရင်းကိုလိုက် plan B မရှိသေးတဲ့ပုံစံမျိုးသွားပြီးတော့ခန်းစားမိတယ်ပေါ့နော်ဟိုကိုညာတို့ဆက်စကိုတို့ကစားကြပါတဲ့အချိန်မှာဘာလုပ်မလဲဆိုရယ် plan B တစ်ခုတော့အဖြေတစ်ခုတော့ရှာဖို့လိုလိမ့်မယ်လို့ထင်တယ်ကွဲလယ်မှာဘရူနိုနဲ့ကက်ဆီမီကိုပို့ပြီးတော့ချိတ်ဆက်လာပြီးအလုပ်လုပ်လာနိုင်ပြီအားမရတာတစ်ခုကဘယ် နောက်ခံလို့ပေါ့နော်ဟုတ်ကဲ့ left wing back ကတော့ dialogue ကိုအဲ့နေရာမှာလောစီယာယီအဖြစ်အဆင်ပြေအောင်သုံးနေတယ် dialogue ကလောအောင်ကောင်းတယ်ဆိုရင်တိုက်စစ်လိုက်ပါမှုတွေမှာနည်းနည်းအုံနောက်သုံးကစားတာနေတယ်ဗျာပြောချင်တာအဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ကိုညာကိုအများကြီးအထောက်ပံ့မပေးနိုင်ဘူးကိုညာအဲ့ဘက်ချမ်းမှာလောကထီထီဆိုလို isolated လို့ပုံစံမျိုးဖြစ်ပြီးတော့သူ့အနေနဲ့ခံစစ်ကိုသူသားပြန်လိုက်ကိုရင်ကူရမယ်သူ့စီကိုအများကြီးဟိုအထောက်ပံ့ကမရလာတဲ့အပေါ်မှာသူတအားအလုပ်လုပ်ရတာမလွယ်ဘူးဒီဘက်ချမ်းအန်ဘူမိုကြောက်အဲ့ဒါအန်ဘူမိုပူပေါ်တယ်ဆိုတော့အာမက်ရဲ့ supporting ကအရန်ကောင်းတယ်ဟုတ်ကဲ့အာမတ်ကတူးချင်းအလေးလှဲတွေတိုးွားတွေယုံွားတွေကြောင့်အဲ့ဘက်ချက်မှာအာမတ်ကိုအာယုံဆိုင်နေတဲ့ချက်မှာအမ်မူမိုမှာ space တွေအများကြီးရတယ်ကိုညာမှာအဲ့လိုအခွင့်အရေးမရဘူးဒါလော့တာဒီထက်ပိုပြီးတိုက်စစ်ကိုလိုက်ပါတဲ့ဘိုင်းမှာအလုံးလုံးနိုင်မယ်ဆိုရင်ဘေချန်းတိုက်စစ်ပိုအားကောင်းလာ United တိုက်စစ်ကပိုဟန်ချက်ညီလာလိမ့်မယ်အခုကနည်းနည်းလေးညာဘူပိုရင်းပြီးတော့ညာချန်းကိုပဲဒီ right ညာကျန်ရဲ့ threat တွေ attacking threat တွေကိုပဲပို့ပြီးအားပြုထားရတဲ့ပုံစံလေးရှိရဲဆိုတော့ဘာဖြစ်အဆင်ပြေပါတယ် okay ပါတယ်လက်ရှိပုံစံခံစားကြောင်းပါလဲဘာမှအပြောင်းလဲမလုပ်ထားဘူးဒီ defensive shape defensive line ကလည်းဘာမှအပားကြီးဂိုးနှကိုပေးခဲ့ရတယ်မှန်တယ်အမြင်ဘောတွေ cross ball တွေကနေဂိုးနှကိုပေးခဲ့ရဆိုမှဒါအကြီးကြီးမားမားခံစစ်ဧရာလို့ပြောလို့မရဘူးပြိုင်ဘက်ကကရလာတဲ့အခွင့်အရေးကိုရသလိုကြုံသလိုအတုံးချသွားဘောလုံးပွဲမှာကတော့ဂိုးပေးရတိုင်းကျွန်တော်တို့တစ်ခါလေးမှဟိုခံစစ်ညံ့နေလို့ဂိုးသမားညံ့နေလို့တော့ပြောလို့မရဘူးတကယ်ညံ့နေဧရာဆိုလည်းညံ့နေကြောင်ပြောရမှာဒီမှာကတော့ ဟိုပြိုင်ဘက်ကလည်းကောင်းနေအောင်လေကျွန်တော်အသိမပြူတော့ Nottingham Forest ကလည်း Shawn Dyke လက်ထက်ပထမဆုံးဒါအိမ်ဝင်ပွဲ Premier League မှာဒါ၃ပွဲမြောက်ပွဲမှာမဆိုးတော်တော်လေးသူတို့အလွတ်လုပ်သွားကောင်းတော့ကျွန်တော် Newcastle လက်ထက်တဲ့ကအဲလက်ထဲတော့က Forest ကိုပြန်မြင်ရတယ်လို့ခံစားရတယ်။ဟုတ်ကဲ့အဓိကတော့ United ကနည်းနည်းလေးဟိုအားမလို့အားများဖြစ်တာတော့အမြင်ပေါ်တွေနည်းနည်း ပေးဂိုးတွေပေးနေရတယ်ပေါ့နော်ဆက်ပီစီယာနေဒီလိုမျိုး cross ball တွေ cross ball တွေပြန်ချလာတယ်ဒီ second ball တွေကနေဂိုးတွေပေးနေရတယ်အဲ့ဒါလေးကိုတော့ဒါနောက်ပွဲတွေမှာဒါကတော့ပြင်သွားမှာပါဘာဖြစ်လို့ဆိုတော့အခုအာက formation ကလည်းမိလာပြီဆိုတော့ကိုရှင်ပြောလို့အလို့ဒီအသင်းအစုဖွဲ့လေးကအမိုရင်လည်းပြောရပါတယ်ဒီဟန်ချက်ညီနေတဲ့အသင်းလေးကိုသူမဖြတ်ချင်တာနဲ့လူစားမလဲခဲ့တာပေါ့နော်အဲ့တော့ Nottingham Forest မှာကကျွန်တော်တို့ Nottingham Forest ကိုပြန်မြင်ရပြီလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုရှင်ကြီးအမြင်လေးဆက်ပြောပေးပါဦးတခါလေးဟုတ် တပွဲတင်းနဲ့တော့အဆုံးဖြတ်ဖို့ခက်တယ်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောသလိုပဲဒီပွဲကြည့်နေနေဟာနူလိုဆန်တိုလက်ထက်တော့ Northern Forest ကို ပြန်တွေးနေရတာလားလို့အောင်သွားတွေးမိတယ်ပေါ့နော်အလုပ်လုပ်ပုံတွေတိုက်စစ်ကို present သွားတဲ့ပုံစံအင်းနဲ့အားနဲ့တသိန်းလုံးလိုက်တက်တက်ပြီးတော့ဘောပြိုင်ဘက်ကိုဖိအားပေးတာဘောလုံးမရှိတော့တဲ့ချိန်မှာကန်နဒန်ကိုတသိန်းလုံးပြန်ရွေ့ပြီးတော့နေရာယူပြီးတော့ခံစစ်ကို combat ဖြစ်အောင်ပြန်ပြီးတော့ solid ဖြစ်အောင်ပြန်ပြီးနေရာယူပြီးတိဆောက်သွားတဲ့ပုံစံတွေပြီးတော့အမြင်ဘောတွေ set speed တွေဒီလို cross ball တွေကနေပြီးတော့ပြိုင်ဘက်ကိုထိုးနှက်တဲ့ပုံစံတွေဒါနူနိုဆန်တိုလက်ထက်တော့မြင်ခဲ့ရတဲ့ forest ကဲ့ ဝိသေသတွေပဲအဲ့လိုပုံစံပဲ forest ကလည်းအဲ့လိုနဲ့အသားကျနေရရှောင်းဒက်ကလည်းအဲ့လိုသွားတဲ့နီးပြအခုမှအသင်းကအရင်နီးပြဟောင်းသွားခဲ့တဲ့ထားခဲ့တဲ့ system နဲ့ကိုက်ညီတဲ့နီးပြတယောက်ကိုရှာတွေ့ရကြားထဲမှာ postigo glue နဲ့ကြာတော့ဘလို့မှအဆင်မပြေဘူး forest ကတလန်သူကတလန်ဘျောင်းမြန်ကြီးတောင်နဲ့မြောက်အရှိနဲ့အနောက်လိုဖြစ်နေဘလို့မှအဆင်မပြေဘူးဒါအားလုံးမြင်ပြီးသားအဲ့ဒီမှာတော့ Shawn Dash က Forex နဲ့ပို့ပြီးတင့်တော်တယ်ဗောလေ Forex နဲ့လက်ရှိကစားသမားစုဖွဲ့လက်ရှိ Forex ရဲ့ကစားပုံနေနဲ့တော်တော်လေးစုဖြစ်တဲ့တော်တော်လေးလိုက်ဖက်တဲ့ ်နီးပြမျိုးပိုင်ဆိုင်ထားတယ်အဲ့တော့ဘာဖြစ် forest ဒီပွဲကစားသွားပုံကတော့သူ့မှာတိုးတက်မှုတွေအများကြီးနေရတယ်ပြင်းပြလိမ့်မှာဗျာရာသီဖွင့်တပွဲ brand 4ကိုနိုင်လိုက်ပြီးတော့ရှစ်ပွဲစတိုက်နိုင်ပွဲပျောက်နေတဲ့အသင်းအသင်းကလက်ရှိပြင်းပြလိမ့်မှာ၃ပွဲဆက်နိုင်တဲ့အသင်းကိုရင်ဆိုင်ရတာသူတို့တော့လည်းမလွယ်ခဲ့ဘူးဒါပေမဲ့ဘာဖြစ်သူတို့လုံပြနိုင်ခဲ့တယ်အိမ်ဝင်းမှာပထမပိုင်းမှာအရင်ဘွားဝယ်နေထားထောင်းကံဘောကနေပေးလိုက်ရတယ်ကိုကနေပြီးတော့တလုံးရှုံးနေတယ်ဒုတိယမှာပြန်လာနိုင်ခဲ့တယ် cross ball ကနေပြီးတော့ gate white ခေါင်းတိုက်သွားတယ်ခြေပါကိုရရတယ်ချက်ချင်းဆိုလို့ထပ်ပြီးတော့ညာကျန် cross ball ကနေ ဒါခေါင်းထဲချပြီးတဲ့ ego jesu ခေါင်းထဲချပြီးတာကြာလာတော့ savona respond ကောင်းကောင်းနဲ့ကိုပိတ်သွားတယ်ဆိုတော့ဒီဘွဲမှာဒီ forest ကတုံပြန်ပုံတွေ forest ပြန်ရင်ဆိုင်သွားတဲ့ပုံစံလေကျွန်တော် တော်တော်လေးသဘောကျတယ်ဒီခြေတိုင်းသာဆိုရင်ဒါ northern forest ကဟိုမနစ်ကလို့တော့ယောဘဝင်ခွင့်နေပါတယ်ရတော့တော်တော်လေး မလွယ်ဘူးသွားပြီပေါ့နော်တော်တော်အမှန်တိုင်း reality ကပြောမယ်ဆိုမျောလင်းခွင့်တော့ရှိသေးတယ်ဒါပေမဲ့ reality ကပြောမယ်ဆိုရင်တော့တော်တော်လေးဝေးသွားပြီအဲ့တော့လက်ရှိရောက်နေတဲ့တန်းစင်းစုံတွေကနေတော့အချိန်တိုင်းတော့သူပြန်ယုံထွက်လာနိုင်မယ်လို့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ဟုတ်ကဲ့ကိုချင်းပြောခဲ့တာလေးတော့တခုတော့ကျွန်တော်ပြန်ကောက်ပြီးသဘောကျလို့ပေါ့နော်အဓိကတော့ right time right place right person ပေါ့နော်လူမှန်နေရာမှန်အချိန်မှန်ပေါ့နော်အဲ့တော့အဲ့ဟာကကျွန်တော်တို့ဘလုံးတင်းတင်းမှာအရင်ရေးကြည့်တယ်ဟိုရှောင်းတိုင်းရှောက်လာတာက Northern Forest Trader အဖြေပဲဟုတ်ကဲ့ Posterior Glue နဲ့ကလုံးဝဟို တခြားစီပြသေးရမလားအဲ့တော့အခုရှောင်းနိုင်ဆက်ဆက်မှာပြန်ကောင်းလာတယ်4231ပြန်ဆော့တယ်ဒီပုံစံလေးနဲ့အထိုင်ကြရတယ်မူရီလိုနဲ့မီလန်ကိုဗီတို့ပြန်ညီလာပြီဒါတော့မှတောင်ပန်ကဆာဗူနာလေးရလဲဒါအိုလာအိုင်းနာမပါတဲ့အချိန်မှာခြေစွမ်းပြန်ပြလာတယ်အဲ့တော့တိုက်စစ်သွားတဲ့အပိုင်းမှာအန်ဒရိုင်းကိုတော့ကျွန်တော်အားသိမရဘူးအန်ဒိုယီပေါ့ဒါပေမဲ့မစိုးပါဘူးဘာဖြစ်သူစူးစမ်းကစားသွားတယ်အတိမတ်ပြည့်ရဒါတော့မှပြီးခဲ့ရသေးတယ်တကယ် ဆရာကြီးခရစ်စုမပါသေးဘူးနော်ခရစ်စုရဲ့ပုံမှန်ခြေစွမ်းသာပြန်ရတယ်ဆိုတိုက်စစ်ကဒီလိုအမြင်ဘောတွေနဲ့ရှောင်းတိုက်ခဲ့ပုံစံလို့ Nottingham Forest ကကျွန်တော်တို့ကြောက်စရာကောင်းနေဦးမှာပေါ့နော်အဲကျွန်တော်တို့ညီဘယ်လိုပြောမဖြစ်မနေကျွန်တော်တို့မှာ review မှာပြောရမယ့်ကိစ္စတစ်ခုအားရှိတယ် controversial လို့ကျွန်တော်က target လို့မရဘူးပေါ့နော်အဲ့တော့ဂိုးသွားတဲ့ဂိုးကကျွန်တော်တို့အမြင်လေးတော့ကျွန်တော်တို့ကအာတင်ပြတင်နေတယ်အဲ့တော့ကိုကြည့်အမြင်လေးဒီကိုကကိုစီကိုကြော်သွားပြီလားဂိုးလုံးပေါ်အဲဘယ်လိုပြောတောင်းကံပေါ်မဟုတ်ဖ ೇನೆ ဒီတိုင်းပြန်ရသွားတဲ့ဘောလုံးကိုဘယ်လိုမြင်လဲ ပေးတယ်။မြေကမြေကကျွန်တော်တို့ဒါ replay တွေမှာပြန်မြင်ရတဲ့ဟာတော့ဂိုးစီးကိုဒါမကြော်သေးဘူးလို့စီးနေနေလေးညိနေရလို့မြင်တယ်ပေါ့နော်။ down gain ပေါ့မဖြစ်သေးဘူးပေါ့လေ။ဒါကိုပွဲပြီးမှ shortlist ဆိုတော်တော်လေးပောက်ကွဲထားတယ်။ VAR ကိုပြောထားတယ်။ဟိုကျွန်တော်မင်းကလည်းဒီအကြောင်းတွေပြောကြပါတယ်။ကျွန်တော်ဒီ Spa နဲ့ Chelsea ပွဲမှာပဲဖြစ်ဖြစ်ကျွန်တော်ညင်ပွားစရာတွေအဲ့ပွဲမှာဆိုလည်းဒါ controversy တွေပါမြင်ရတာပေါ့နော်အဲ့တော့ VR ကို shortage ပြောသွားတဲ့ဟာလေးကျွန်တော်သဘောကျလာကဟုတ် VR ကိုဘာလို့ ဒီအကူအညီကိုယူထားပြီးတော့မှကြည့်ရမအောင်စိုးရိမ်နေရဘယ်တော့မှကြာမလဲ၄၅မိနစ်လောက်ကြာမှာမဟုတ်ဘူးဒီဂိုးစိကြော် မကြော်ဆိုတဲ့ဟာကိုရှောင်းလိုက်ပြောတာရှင်းရှင်းလေးပဲကွက်လိုက်တိုင်းကမမြင်နိုင်ဘူးလားဒီ assistant referee ကခိုင်း80လောက်ဝေးနေတယ်အဲ့တော့ရှင်းရှင်းလေးလေးမမြင်နိုင်ဘူးလား okay VAR ပြန်ကြည့်လိုက် second မိုင်းလေးပဲကြာမှာဟုတ်ကဲ့ဒီ second မိုင်းလေးပဲကြာမဲ့ရုပ်တံအကူအညီကိုယူပြီးတော့မသေးကြဘူးမသေးကွဲဘူးဆိုလဲဆုံးဖြတ်လိုက်အဲ့ဒါကိုမယူဘဲနဲ့ဒီလိုကြီးလှစ်လူရှုပြီးတော့ဒီလိုသွားနေဆိုတော့ တို့လည်းဒီလိုဒီကနေ go သွားမယ်တော့မထင်ဘူးထင်ပါတယ်အဲ့တော့ဒီမှာကတော့အငင်းပွားစရာတော့ဖြစ်သွားတော့အမှန်ပဲပေါ့နော်ဒီက go စီကိုမကြော်သေးဘူးကျွန်တော်ရုပ်သံအနေပြကိုဒီမှာမြင်ရတဲ့ရာ go စီနဲ့ဘောလုံးက line ပေါ်မှာလေးကတ်ပြီးတော့ကတ်သီးလေးညိနေရမျိုးလေးသွားတွေ့ရတယ်ဆိုတော့ဒါ corner မဖြစ်သေးဘူးလို့ယူဆရတယ် corner ပေးလိုက်ရတယ်အဲ့ corner နေခေါင်းတိုက်သွားတစ်ဖက်မှာလည်း corner ပဲပေးရတာကျွန်တော်တို့ penalty ပေးလိုက်ရတာမဟုတ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒါတစ်ဖက်မှာလည်းဟုတ်ပြီ corner ကမဖြစ်သင့်ဘူးလို့ပြောရတာမှာ corner ဆိုတာ goal ရနိုင်ခြေ corner လည်းသိတာပွဲတစ်ပွဲမှာ corner ဆိုတာက goal ရနိုင်ခြေက ဒါ20%တော့မရှိပါဘူးအဲ့တော့အဲ့လိုအခြေအနေမျိုးကနေဂိုးရသွားတာကြတော့ဒါကကွန်းလက်တိုင်းပေါ်မှာပဲကျွန်တော် blame နေလို့မရဘူးပေါ့နော်ဟို set speed တွေ corner တွေပြစ်တံဘောတွေဆိုတာအငင်းဘွားဝင်နေတာနေပေးကောင်းပေးရနိုင်တယ်ဒါ penalty ပေးလိုက်ရတာမဟုတ်ဘူးဂိုး area ထဲမှာ free kick ပေးကန်လိုက်ရတာပေါ့အမှန်ပဲနော်အန်ရရှိတဲ့အခြေအနေမျိုးမဟုတ်တဲ့ဟာကိုပေးလိုက်ရတာဆိုရင်မပေးသင့်ဘူးတော့မှန်တယ်မဖြစ်သင့်ဘူးတော့မှန်တယ်မှားသွားခဲ့တယ်ဒါပေမဲ့ဒါကလည်း အရင်ကြီးကြီးမားမားအခွင့်ရေးမဟုတ်ဒီခွေရကနေပြီးတော့တိုက်ဆိုင်ဆောင်နဲ့ဂိုးပေးလိုက်ရတာတော့ forex ကမကောင်းခဲ့ဘူးလို့ပဲကျွန်တော်တို့မြင်ပါတယ်ဗျ။ Okay မှန်ပါတယ်။ဒါ United အသင်းနဲ့ပြီးခဲ့တဲ့ Brighton နဲ့ပွဲထင်တဲ့ Armand ကိုကိုရီးယားထဲမှာချတော့ VR တော့လုံးဝပြန်မကြည့်ခဲ့ဘူး။နှစ်ခါသုံးခါလောက်ပေါ့နော်။အဲ့လိုအခြေအနေတွေ့ခဲ့။အဲ့ဒီနေရာလေးဒိုင်လူကြီးကကျွန်တော်တို့နဲ့ Anthony Taylor လား Michael Oliver လားမသိဘူး။ထားလိုက်ပါတော့။အဲ့လို United လည်းဒီလိုခံခဲ့ရတယ်ဗျ။အဲ့တော့ VR ဘာလို့ပို့ထားထားရလဲပေါ့နော်။ဟိုသုံးမယ်ဆိုလည်းသုံးမသုံးဆိုလည်းဘာလို့ထည့်နေတော့မှာလဲပေါ့။ကျွန်တော်လည်းအဲ့ဒါကိုအရင် ပြောချင်တာပေါ့เนาะအဲ့တော့ဒါကတော့ဒီနေ့ပွဲနဲ့ပတ်သက်တဲ့အနေထားတွေပေါ့အဲ့တော့နောက်လာမယ့်ပွဲတွေမှာတော့ United အကောင်ဆုံးပြန်လာမယ်လို့လည်းကျွန်တော်ကမျှော်လင့်မိတယ်အဲ့တော့ဒီ Nottingham Forest လည်းနှစ်သင်းဆုံးအတွက်အပေါင်းလက္ခဏာဆောင်တဲ့ပွဲလို့ပဲကျွန်တော်နောက်ဆုံးပြောချင်ပါတယ်အဲ့တော့ဒီပွဲလေးပြီးရင်ကျွန်တော်တခြားပွဲဆက်ဆွဲကြတာပေါ့ဒီကတော့ဒီဟာမှရှက်လိုက်ကြအောင်ဟုတ်ကဲ့ပါ โอเคပါဒါကျွန်တော် sports corner ကနေပြီးတော့ review တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒါ Nottingham Forest နဲ့ United ပွဲစဉ်အပြီးမှာလည်းတခြားပွဲတွေကိုကျွန်တော်စတိုက်တင်ဆက်ပေးမှာဖြစ်ပါတယ်စောင့်ကြည့်ပေးကြပါအောင်လို့တိုက်တွန်းလိုပါတယ်ကြည့်ပေးခဲ့တဲ့အညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ